အလတ်ဆောင်ရှောင်မှုကိုအမြဲထင်ရှားစွာမြင်နေရသောအရာသုံးခုထဲမှနံပါတ်1အစ္စလာမ်ကုရ်အန်အဓိပ္ပာယ်နဲ့ဒါဝတ်ပေးနည်းသင်တန်းသင်ခန်းစာ30အလ်ဟမ်ဒူလ illah အရှင်မြတ်မိန်တော်မူပါတယ်ယူရီဒူနာလီယူသဖီအူနူရောလောဟီဘီအဖဝါဟီဟီမူအလ္လာဟူမူတင်မူနူရီ တို့ဒီအလားရှင်များ၏ရောင်ကြီးတော်ကိုတို့၏မဇ္ဇများဖြင့်ငြိမ့်သက်လိုကြသည်တို့ရလည်းအလားရှင်များကမူအရှင်များ၏ရောင်ကြီးတော်ကိုပြီးဝဆုံးလင်းအောင်ပြုတော်မူမည်အရှင်ပင်ဖြစ်တော်မူသည်ကုရ်အာန်စူရာ61အာယတ်10ယူရီဒူနာတို့ဒီလိုလားကြသည်လီယိုတော်ဖီဟုငြိမ့်သက်ရန်နူရောလာဟိအလားရှင်များ၏ရောင်ကြီးတော်ကိုဘေအဖွာဟိဟင်တို့၏မဇ္ဇများဖြင့် ဝလာဟုတွေ့ရတဲ့အလားစမြတ်ကမူမုတ်တဲမှုပြည့်ဝဆုံးလျောင်းပြုတော်မူမည်အရှင်ဘင်နူရီဟီအရှင်မြတ်ရောင်ကြည်တော်မူအစ္စလာမ်ကိုနီးမျိုးပေါင်းစုံနဲ့ဝိုင်းပြီးဖြစ်စည်းနေကြတာအများအမြင်ပါပဲမီဒီယာပေါင်းစုံနဲ့အစ္စလာမ်ကိုပုံဖြတ်ကြတယ်နာမည်ဖြတ်ကြတယ်ဒါပေမဲ့အစ္စလာမ်ဟာမပြည့်စည်တဲ့အပြင် ပိုပိုပြီးဘလောက်တောင်တိုးတက်လာသလဲဆိုရင် အစ္စလာမ်ကိုဖျက်ဆီးနေတဲ့သူတွေကိုယ်တိုင်က ကဘာပေါ်မှာအတိုးတက်အမြန်ဆုံးသာသနာဟာအစ္စလာမ်သာသနာဖြစ်တယ်လို့တောင်းဝန်ခံပြီးကြီးညာရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ဒါဟာအရှင်မြတ်ရဲ့ထိမ့်သိမ်းစောင့်ရှောက်မှုကိုစင်ဆက်မပြတ်မြတ်ဝါထင်နေမြင်နေရတဲ့တသက်လက္ခဏာတကူတော်ဖြစ်ပါတယ်။အစ္စလာမ်ကိုဗဇတ်နဲ့မှုတ်ငိမ့်ဖို့စူးစမ်းတဲ့သူတွေကိုယ်တိုင် အစ္စလာမ်သာသနာတဲကိုတိုးတိုးပြီးဝေလာနေကြတဲ့အတွက်အတိုးတက်ဆုံးသာသနာဖြစ်နေတာမြတ်ဝါထင်နေမြင်နေရပါပြီအလ်ဟမ်ဒူလလာအစ္စလာမ်နဲ့ပတ်သက်ပြီးအရှင်မြတ်ကကြိုတင်မိန့်ထားတာဘလောက်မှန်လိုက်တယ်လဲဆိုတာဘလောက်အဩဇာကောင်းလိုက်တယ်လဲဆိုတာကြည့်ပါဦးကုရ်အာန်စူရာ9အာယတ်33မှာတစ်ချိန်ကုရ်အာန်စူရာ48 အာယတ်28မှာတစ်ကြိမ်ကုရာဆူရာ61အာယတ်9မှာတစ်ကြိမ်စူးစူပေါင်း3ကြိမ်တောင် အခုလိုမိန်ထားတော်မူပဲဟူဝလ်လဇီအာရ်ဆာလရာဆူလာဟူဘီလ်ဟူဒါဝဒီနီလ်ဟက်ကီလီယူဇ်ဟီရာဟူအလာဒီနီကุลလီထိုအရှင်မြတ်ဒီအရှင်မြတ်၏တမန်တော်ကိုလမ်းမှန်ညွှန်ကြားပြသချက်နှင့် ဓမ္မကမံကန်သည့်သာသနာနှင့်တကားစေလွတ်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည် ထိုမံကန်သည့်သာသနာကို သာသနာအလုံးအပေါ်တွင် လွှမ်းမိုးသွားစေရန်အတွက်ဖြစ်သည်ကုရ်အန်ဟူဝလဒီထိုအရှင်မြတ်သည်အရဆာလာ စေလွတ်တော်မူခဲ့သည်ရဆူလာဟူအရှင်မြတ်တမန်တော်ကိုဘိလဟူဒာလမ်းမှန်ညွှန်ကြားပြသခြင်းနှင့်ဝဒီနလဟက်တီ မှန်ကန်သည့်သာသနာနှင့်တကွလီယုဟီရာဟုထိုသာသနာကိုလွှမ်းမိုးသွားစေရန်အတွက်အလတ်ဒီနီကုလ်ဟီသာသနာအလုံးအပေါ်တွင်အရှင်မြတ်ရည်ဝဲတဲ့အတိုင်းပဲအထောက်ထားခိုင်မာမှုတွေနဲ့တဘာဝချမှုတွေကသာသနာအလုံးအပေါ်လွှမ်းမိုးသွားခဲ့ပါပြီဒါရင်မကဘယ်လောက်လွှမ်းမိုးအောင်မလဲဆိုရင်1980ခုနှစ်ကြာရင် အစ္စလမ်သာသနာဟာကမ္ဘာပေါ်မှာအကြီးဆုံးသာသနာ ဖြစ်သွားမယ်လို့အမေရိကန်သုတေသနဌာနကြီးတစ်ခုကတွက်ချက်ပြလိုက်ပါပြီဒါဟာအရှင်မြတ်ရဲ့ကြိုတင်သတင်းမှန်ကန်ကြောင်းနဲ့စောင့်ရှောက်နေကြောင်းမျက်မြင်သက်သေတာရကပါအရှင်မြတ်သခင်ကျွန်တော်တို့အားလုံးကိုအရှင်းတကိုးတွေကိုမြင်နိုင်တဲ့အင်အားပေးသနာတော်မူပါစေအာမင်ဆရာဟာရှင်တင်မြင့်